အားလုံးပဲမင်္ဂလာပါခင်ဗျာဆိုင်ရည်သူဆရာကြီးများတန်းတင့်ရေးသားတော့နှောင်ဖွဲ့တွေတာလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာနှောင်ဖွဲ့တွေတာဦးလာဘူးရွာကလေးဒီစာတိုက်ပေါ်ကြီးပရမအူဆုံးအလौဆဝင်ရသည့်ရွာကလေးဖြစ်၏မထင်မရှားသေးသိမ့်သည့်ရွာငယ်ဇနက်ပုတ်ကလေးဖြစ်ပါသည်တို့ရာတွင်ထိုရွာကလေး၏အနီးတွင်မဲနှင့်ဆက်ယုံတယုံရှိသည်မဲနှင့်ဆက်ယုံပိုင်ရှင် ဥရောပတိုက်သား၏ ကြိုးပမ်းအားထုတ်မှုဖြင့်ထိုရွာကလေးတွင် စာပို့တိုက်တစ်ခုရှိလာခြင်းဖြစ်သည်စာတိုက်ပွဲကြီးမှာကာလကတားမှဖြစ်လေသည်မြို့ကြီးပြကြီးမှာရွာကလေးသို့ရောက်လာသည့်အခါတွင် စာတိုက်ပွဲကြီးသည်ကုန်းဘော့တွင်ရောက်နေသည့်ငါးရက်ကောင်လိုဖြစ်နေသည်သူစာတိုက်လုပ်ထားသည့်နေရာကလေးမှာ မဲမောက်နေသည့်တပ်ငယ်မှုအင်္ဂလိပ်တစ်လုံးဖြစ်ပြီးအနည်းတွင်တောအုပ်တစ်ခုနှင့်ကျူပင်တို့ပေါက်နေသော ရေကန်ကန်ရှိသည် ်မဲနဲ့ဆက်ယုံမန်နေဂျာနဲ့အလုပ်သမားများမှာအချိန်အားသည်ဟိုရွေးမရှိ ထို့ပြင်သူ့လိုမျိုးကြီးသားလူကြီးလူကောင်းတယောက်အဖို့အပေါင်းဖော်လုပ်ရရဖွယ်လဲမမြင်သူ့အဆိုသဖြင့်ကာလာကတားမျိုးကြီးများသည်အပေါင်းအသင်းမဆန့်တော့ကြောင့်မဟုတ်ပါ သူမရောက်ဘူးသည့်နေစိမ့်ပယ်စိမ့်တွင် အထာမကြတော့ကြောင့်တယောက်တည်းဘဝင်မြင့်အထာမကြသလိုဖြစ်နေခြင်းဖြစ်ပေသည်စာတိုက်ပေါ်ကြီးသည်ထိုရာတွင်ကျမ်းမာရေးအတွက်နေထိုင်ရန်မသင့်လျော်ကြောင်းအကြောင်းပြကား သူ့ကိုတနေရာသို့ပြောင်းရွှေ့ပေးရန်ကာလာကတားရှိအထက်လူကြီးများထံလျှောက်လာတဲ့ဆောင်ရေးလိုက်သည်။ယာတန်းမှလည်းသူနာပြည့်ကြာမလို့သောကြောင့်သူ့ထုံးစံအတိုင်းစာတိုက်လှုပ်ထားသည့်တဲကလေးအပြင်ဘက်တွင်သာနေရလေသည်။တခါတည်းရန်စာတိုက်ဖို့ကြီးကိုလှမ်းကြည့်လိုက်သည့်အခါကတင်ပေါ်တွင်လဲလျောင်းရွေ့တော်၎င်း၊ကလဲတိုင်ပေါ်တွင်ငုတ်တုတ်ထိုင်လျက်တော်၎င်းတစုံတစ်ခုကိုအလေးအနက်စဉ်းစားနေသည်ကို တွေ့ရသည်။ယာတန်းသည် သူ့ခေါ်တံကိုဆောင်းဆန်းနေသည်လို့ စာတိုက်ပွဲကြီးတည်လဲသူ့အပြောင်းရွှေ့မင်းကိုစိတ်မရှိနိုင်သောဆောင်းဆိုင်လျက်ရှိ၏။ယာတန်းသည် သူ့တခင်ခေါ်မည့်အချိန်ကို ဆောင်းဆိုင်ရင်သူ့ပေးထားသည့်သင်္ကန်းသားများကိုသာကြံမဲ့လျက်ရှိ၏။တခါတရံတွင်လဲစာများကိုမှားဆိုမိလေ၏။တညတွင်မူသူ့တခင်ကယာတန်းကိုလှမ်းခေါ်လိုက်လေသည်။ယာတန်းသည် သူ့တခင်အနီးသို့အပြေးလွှားလာခဲ့ကာဒါရပါဘူးကျမကိုခေါ်တလားဟုတ်တယ် မနှက်ပြန်က ပြောင်းရတော့မယ်ဒါရပါဘူးဘဲကိုသွားမှလဲအဲ့ကိုပြန်မှာပေါ့ဒါရပါဘူးဘဲတော့ပြန်လာမှာလဲဘဲတော့မှပြန်မလာတော့ဘူးရာတန်းဒီနောက်တက်ဘာမှမမေးတော့စားတိုက်ဖို့ကြီးကနေရာပြောင်းခွင့်ပေးရန်ဆောက်ထားခဲ့ကြောင်းအထက်မှလူကြီးများကသူ့လျှောက်လာကိုပယ်ရှားလိုက်ကြောင်းထို့ကြောင့်အလုံးမှထွက်ပြီးအိမ်သို့ပြန်တော့မည်ဖြစ်ကြောင်းပြောပြသည် သူတို့နှစ်ယောက်ဒီအချိန်တန်ကြားများစကားမပြောမိကြအခန်းတောင်မှမှန်အင်္ဂလိပ်သည်မှိတ်တုတ်မှိတ်တုတ်လင်းလျက်ရှိ၏ဟောင်းဝုန်နေသောတန်ငယ်မိုးပေါင်းမှမိုးရေသည်စီးကျလာကအောက်တွင်ခန္ဓာသည်ကျွေးအင်းုံထဲသို့တစက်တစက်ကျနေသည်ယာတန်းသည်ထိုင်ရာမှဖြင်းညင်းစွာထကမုတ်ဖုတ်ရန်မိဖို့တဲသို့ဝင်လာခဲ့သည်ယခင်ကလိုတွက်လက်ဖြက်လက်ခြင်းမရှိတော့ပြီမိသည့်အတွေ့အမျိုးဝင်နေသည်မသိပါ စားတိုက်ဖို့ကြီးစားတောက်ပြီးသည့်အခါတွင်ယာတန်းသည်မိကုံတစ်ခုကိုကောက်ခါငင်ကမေးလိုက်သည်ဒရပါဘူးကျမကိုဘာဘူးတို့အိမ်ကိုခေါ်မသွားနိုင်ဘူးလားစားတိုက်ဖို့ကြီးကရေလိုက်သည်မဟုတ်ကဟုတ်ကပြောတော့မင်းဘာကြောင့်ထိုစကားကိုပြောဆိုမိကြောင်းကိုမူသူ့ကိုရှင်းမပြမီထုံညတွင်မိဘမဲ့ကလေးတငယ်မလေးဖြစ်သည့်ယာတန်းသည်ကောင်းကောင်းအိမ်မပြောနိုင်မဟုတ်ကဟုတ်ကတွင်ပြောဆိုပြီးဆိုသည့် စားတိုက်ဖို့ကြီးဤစကားကိုသာကြားရောင်နေသည် နောက်တနေ့မနက်အိယာမနိုးသည့်အခါတွင်သူ့အတွက်ရေရှိုးရန်အစဉ်သင့်ပြင်ဆင်ထားသည့်ကိုစားတိုက်ဖို့ကြီးတွေ့ရသည်စားတိုက်ဖို့ကြီးသည်ရေရှိုးစိတ်သို့သွား၍ရေမရှိုးပဲမြို့မှာနေစဉ်ကလိုညင်းတဲ့ရေကိုသာရှိုးလေရှိသည်ယာတန်းသည်စားတိုက်ဖို့ကြီးနေသည့်အချိန်တွင်ရွာမပြန်မီကို မေးကျင်တော်လဲဘာကြောင့်မှမသိမမေးနိုင်ပဲဖြစ်နေသည် ထို့ကြောင့်သူပြန်မြင့်အချိန်ကိုခံမှန်းနိုင်ရန်ညကလေးကမျက်စိတို့သွားပြီး ရေခတ်ထားခြင်းဖြစ်သည်ရေချိုးသည့်အချိန်ကိုသိလျင်မူပြန်မြင့်အချိန်ကိုခံမှန်းနိုင်ကောင်းသည်စာတိုက်ဘုတ်ကြီးသည်ညရေချိုးပြီးနောက်ယာတန်းကိုခေါ်သည်ယာတန်းသည်ဖြင်းချင်းစွာဝင်းလာကသူသခင်ဤမျက်နှာကိုမော်ကြည့်ရင်အမိန်ကိုစောင်းနေသည်ယာတန်းထောင်လာမဲ့စာတိုက်ဘုတ်ကြီးကိုငါမှားခဲ့မယ်ငါတို့ကလို့နင့်ကိုဂရုစိုက်ပါလို့ပြောခဲ့မယ်ဟုတ်ပြီလား ဒီလိုပေါ့ဟဲ့ငါသွားလို့စိတ်မကောင်းမဖြစ်ပါနဲ့စားတိုက်ပေါ်ကြီးကတနာကျင်နာစွာဖြင့်ပြောသည်မှန်ပါ၏တို့ရတွင် မိမသားတို့၏နှလုံးသားကိုမြေသူနားလည်နိုင်ပါမည်နီရာတန်းသည်စူပူချင်းမောင်းသည့်စကားများကိုတိတ်ဆိတ်စွာတင်ခြင်းခံနိုင်ပါသည်တို့ရတွင်ယခုလိုကျင်နာတနာသည့်စကားလုံးများကိုကတင်ခြင်းခံနိုင်စွာမရှိပါသူ၏နှလုံးသားမှမျက်ရည်များသည်ရှမ်းကြလာကပါပြင်ပေါ်သို့စီးကြလာသည် ဟင်မပြောပါနဲ့ဒါဒါပါဘူးကျမအကြောင်းကိုဘသူ့ကိုမှဘာမှမပြောပါနဲ့ကျမလည်းဒီမှာမလုပ်တော့ပါဘူးစားတိုက်ပွဲကြီးဒီယာတန်ဤကဲ့သို့ပြောဆိုသည်ကို တခါမှမတွေ့ဘူးတဲ့ဖြင့်အံ့အားတင့်နေသည် မကြမီစားတိုက်ပွဲသည့်ရောက်လာလေသည် စာတိုက်ပွဲကြီးသည်ထိုလူတက်အားအလောက်တော်ဝင် နှင့်ပတ်သက်သည့်ကိစ္စများကို ပြောဆိုနေသည်။နောက်ယာတန်းကိုလှန့်ခေါ်လိုက်သည်။ယာတန်း နေကုန်ကဘာမှဟိုဒီပက်ဒီမပေးဘူးသေးဘူးကိုငါပြန်ကန်နီးပါဆိုတော့နေကုန်ကဒါလေးပေးခဲ့ခြင်းနဲ့ယူပါဟုဆိုကသူ့လက်ထဲတွင် ခရီးစရိတ်ရှမ်းပြီးတလားသာလာကာကိုပေးသည်ယာတန်းဒီအမြကြီးပေါ်သို့ထိုင်ရှားလိုက်ပြီးသူ့အခြေအဆောင်ကိုဖတ်ခါဒါရပါဘူးကျမတောင်းပန်ပါရဲ့ကျမကိုကျမကိုဘာမှပေးကြရမလိုပါဘူးကျမတောင်းပန်ပါရဲ့ကျမအတွက်ဒုက္ခမရှာပါနဲ့ ထိုတို့ပြောပြီးနောက်ယာတန်းသည်ထွက်ပြေးသွားသည်စာတိုက်ဘုံအောင်သည် တက်ပြင်းချရုံများသာတက်နိုင်တော့သည် ထို့နောက်သူသည်လွယ်အိတ်ကိုလွယ်ကာထီးကိုပခုံးတွင်ထမ်းသည် နောက်တွင် အပြာဖြူချာတိတာကိုထမ်းထားသည်ရွာလုံးသမားကိုခေါ်ကာသူသည်လှေစိတ်သို့ချောက်လာခဲ့သည်လှေကစိတ်ကမ်းမှခွာလေပြီမြေကမ်းပါအထိပြည့်နေသောမြေရည်သည် သူစိတ်ထဲတွင် အမိမြေကြီးဤမျက်ရည်များနှင့်တူသည်ဟုထင်မိသည် အတိုင်းအဆမရှိသောဝန်내မှုသည်သူ့နှလုံးသားကိုထိုးပေါက်သွားကာအမျိုးမည်မဖော်ပြနိုင်သောတောကသည်ကြီးစိုးလျက်ရှိ၏သူစိတ်ထဲတွင်အညာတရတောသူကလေး၏မျက်နှာသည်တဝဲလယ်လယ်ဖြစ်နေလေ၏ငါပြန်သွားပြီးခေါ်ခဲ့ဦးမှထင်ပါရဲ့ကောင်းမလေးတနာပါတယ်ဟုစိတ်ထဲတွင်တွေးမိသေးသည်တို့ရတွင်လေပြင်းပြင်းတိုက်နေပြီးရေစီးတန်သည်ဖြင့်လှေသည်ရွာမှဝေးလာခဲ့သည်ရွာကလေးသည်ပျောက်ကွယ်သွားကား ရာတုတ်တန်ကလေးကိုမြင်ရသည်တရိတံပဆင်တရားရှိသူတို့အတွက်မူတရားကိုနှလုံးသွင်းနိုင်ပြီလိမ့်မည်ဘဝဆိုဒီမှာခွဲခွာခြင်းတည်ခြင်းတို့ဖြစ်တာပြီးသောအရာဖြစ်ရာနောက်ကြောင်းပြန်နေ၍ဘာကြိုးထုပါမည်နည်းလောကကြီးတွင်မိသူကမိသူကို ပိုင်သည်ဟုရှိပါသည်နည်းတို့ရတွင်ယာတန်အဖို့မှာမူထိုသဘောတရားကိုမမြင်နိုင်ပါယာတန်သည်မျက်ရည်တွေဝဲလျက်ရှိရာမှစာတိုက်လုပ်ထားသည့်တဲကလေးနည်းတွင်တရေဝဲဝဲလုံနေမိလေသည် ဒါရဘာဘူးဒီပြန်လာမည်ဟုထင်နေသေးတဲ့ဖြင့်ထိုတဲကလေးနီးမှမခွာနိုင်ပဲဖြစ်နေပြီလို့မပြောတတ်တော့ပြီ။မိုင်မဲသည့်နှလုံးသားဟုပင်ဆိုရတော့မည်။နှလုံးသားသည်ထိုအမားမျိုးကိုမချောင်ကွဲနိုင်ပြီ။စင်ကြင်တို့တရားသည်နှလုံးသားကိုတော်တော်နှင့်မရောက်နိုင်ပါ။နှလုံးသားသည်မြေမြခိုင်မာသောတက်တေကိုမဆိုတော်တော်နှင့်လက်မခံနိုင်ပါ။နှလုံးသားသည်ဖြစ်သိမ့်မှုကိုကြံပန်းချာကအကျောမြင့်တို့ကိုဖျက်တော့ဝါမြို့ပြီးနောက် အသွေးသားတို့ကိုဆုပ်ယူတတ်သောတရားဝါဖြစ်ပါသည်ထိုအခါကြမှပင်စိတ်သည်မိမိအမားကိုတွေ့မြင်သွားပါသည်တို့ရတွင်အနာအဝယ်တွေတွင် အမြဲဆက်လက်၍ကြောက်ရောက်ခြင်းကြောက်ရောက်လျက်ရှိပါသည်1992စတေမာလာရင်ခုန်ပွင့်မဂဇင်းဟုတ်ကဲ့ပါခင်ဗျာဆရာသူဆရာကြီးမြန်တန်းတင့်ရေးတာတော့နှောင်ဖွဲ့တွေတာလို့အမည်ရတဲ့ဝိတုတို့တွေကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာကိုဆက်လက်ပြီးတော့စာရေးသူဆရာကြီးမောင်ထင်းရေးတာတော့ဒေဒင်းတို့အမိရတဲ့ဝတ္ထုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရယ်ခင်ဗျာဒေဒင်းမိုးကလေးတပွဲပွဲနဲ့မောင်တဲတွင်ရွာထိပ်စီကခွေးများဦးနေသည်ခွေးတဲ့ကောင်ကပထမဟူဟူဟူအတန်ရှည်စွာတိုင်ပေးသည်၎င်းနောက်ရွာလုံးကျွခွေးများကဟူဟူဟူလာ၍ဦးကြသည် လူတို့ဒေါသဖြင့်ကြွေးကြော်အော်ဟစ်ကြသည်ထက်ပို၍မြိုင်သည်တို့ရတွင် ခွေးဥတန်များမှာကြွေးကြော်တန်များကဲ့သို့ဒေါသထွက်เสียမှာဟုတ်ဝမ်းနေကြေကွဲเสียတာဖြစ်သည်အเจ้าမူကားထိုခွေးဥတန်များတညာညာဖြစ်နေသောအခါသမယ၌ရွာထဲတွင် ကာလာဝမ်းယောဂါဖြစ်ပွားနေသောကြောင့်ပေသည်ကာလာနာဟူသောစကားမှာခွေးဥတန်ကဲ့သို့ပင် မင်္ဂလာမရှိသောစကားဖြစ်သည်ရွာထဲရှိလူတို့သည် ထိုစကားကိုပင်လည်း ဖောက်ပိတ်တာတစေတရေပုကနေသောစကားဟုယူဆကကာလနာဟူရပေမတုံကတ်နာလိုလိုရင်ငယ်ဝမ်းကြလိုလိုဟိုလိုလိုဒီလိုလို တောင်းဝင်ရောက်မြောင်းမရောက်တော့ဟောအားတော်ကိုတူ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 ညီရင်တဦးကလောကကြီးမှာထမြောက်သွားသည်ရှိတော့တဦးကတုတ်သီးတုတ်ပြနှင့်လိုက်ဖို့ရှာသည် တခါတခါတယောက်ကတယောက်ကိုလိုက်ဖို့ရင်းနှင့်နှစ်ယောက်စလုံးလူရွာတို့တဖန်ပြမလာနိုင်သည့်အရှိတို့ရောက်ရာရှာသည် ရွာသားတို့မှာအလွန်ရှိကြသည်တနာဖွယ်ကောင်းလာ၏ရွာသူရွာသားတို့သည်အေးအေးချမ်းချမ်းလောက်ကင်ဆက်တောက်ကြသူများဖြစ်သည်ဤကက်ယောဂသည်အဘယ်ကြောင့်ဤရွာသို့ဆက်ရောက်လာခဲ့ရပါသနည်းတဦးကိုတဦးစီးဆောင်ကြသည်ချစ်ချစ်ခင်ခင် ရှိကြသည်ဖျားသောကြောင့်တဲ့အလူရည်ဆက်လက်နှင့်မကွာကြသူများဖြစ်ကြသည်ဒုနှင့်ပင်အဘယ်ကြောင့်မကောင်းဆိုးရွာတို့သည်ရက်သေးရွာတဲ့သို့ဝင်လာရပါသနည်း မိဘရိုးရာအတိုင်းခေါ်စာပြည့်သူက ပြည့်ကြသည်ဆုံးတင်သူလည်းတင်ကြသည်လမ်းဆောင်လမ်းမှလမ်းလေးကွာ၌ရွာဦးเจ้าမှဖုံးတော်ကြီးများသည်လည်းတရေရွကြပါသည်တို့တော်မကောင်းဆိုးဝါးသည်ဤရွာမှထွက်မသွားတပြေးပြေးနှင့်မကောင်းဆိုးဝါးဖန်းစားတဲ့ဖန်းစားလာတော့အခါတနေ့တည်းပင်နှလောင်းသုံးလောင်းမတာချရသည်ရက်အတန်ကြတော့နှလောင်းသုံးလောင်းမကတော့ပြီဘဏ္ဍလောင်းမှမသိနနဲ့ယောဂဖြစ် နေ့လယ်တွင်ယောဂတဲညတွင်ကိစ္စတုံထိုအခါဘိန်းစားကိုကပြာကတိငှား၍အလောင်းကိုဖြာနှင်းလိုက်ခါညတွင်ချင်းတကြိုရရှာသည်အင်းတရွာလုံး သူတော်ကောင်းကြီးဟု အောင်းမိသည်လက်ဆတတ်တော့ရွာထဲမှာဘိန်းစားငှားလို့အရသာပဲဒါကြောင့်တရွာလုံးကံမကောင်းတာပဲလားတချို့အဖိုးကြီးဖွားကြီးများသည်တေဃာနီးလေလေဘဝကိုတွေ့တာလေလေဖြစ်ပြီးလည်းရင်ပါဇက်ကထုတ်ခဲ့သူပြတောက်ပြတောက်နဲ့ညည်းသည် မှန်ဤရွာကိုကကံမကောင်းကံဘဲနဲ့ကောင်းနိုင်ပါမလဲညာကမရှိဘဲကိုညာဘဲရှိပါမလဲဝရိယကလည်းရှုတ်တဲ့ပေတကူလောက၌ကံညာဝရိယဟူ၍သုံးခုရှိသည်ဝရိယမှာတိအောင်တတ်အောင်ကျွမ်းကျင်အောင် လုပ်တော်လုပ်အားဖြစ်သည် ထိုလိုအားကိုသုံးနေရင်တက်သည့်ကျွမ်းကျင်၍ထမင်းတလုတ်ဝဝဆားရသည်ဤအရှာမဲ၌ဤအကျိုးကြောင့်ဤအကြောင်း ဤအကြောင်းကြောင့်ဤအကျိုးဟု၍တိလာတတ်သည်ဤသို့တိလာလျင်ညာရှိသည်ဟုခေါ်သည်ထိုညာဖြင့်ပိုင်းခြားဝေပါလျင် ကာလနာတတ်ရခြင်းဤအကြောင်းရင်းကိုတိလာကြမည်အကြောင်းရင်းတိလျင်အစာတောင်း၌အထူးတန်ခြင်းအောင်ဂရုစိုက်ရမည်ဖြစ်၍ယောဂကိုညာစွမ်းဖြင့်ကာကွယ်နိုင်မည်ဤသို့ကာကွယ်နိုင်လျင်ကံကောင်းသည်ဟုဆိုရမည်ယခုမူကားရာသူရာသားတို့မှာကာလနာတိုင်ရှင်းသည် အစားအသောက်မှတစ်စင်ကြောက်ရောက်သောယောဂပိုးကြောင့်ဖြစ်တည်ကိုမသိ။တိအောင်လဲဝရိယမဆိုင်ခဲ့။ဝရိယမရှိ၍ဉာဏ်မရှိ။ဉာဏ်မရှိတော့ကံရှိတိုင်းမွေ။အသက်တို့ဖြစ်လာလျင်ကံမကောင်းဟုဆိုကြသည်မဟုတ်တော့။ဩတဏှာစရာ။သို့တော့မရဏတရားသည်ထိုးရွာသူရွာသားတို့ကိုတဏှာသည်လည်းမဟုတ်။မတဏှာသည်လည်းမဟုတ်။သူ့အချိန်စိတ်၍သူ့အလှည့်ကြလာလျင် သူ့အလောက်ကိုတွင်တွင်လောက်သွားသည်။ သူ့အနုတွင်ကျဲလေးခွေးများဥလေးလေးခွေးဥလေးပရဲ့ရွတ်တံများညံလေးလေးတို့ရတွင်ရွာသူရွာသားတို့ဤစာအုပ်စာကွက်၌ရင်ကောင်များချွေးမျိုးစွာဝဲပြန်လေရဲ့ငပိအိုး၌လောက်ကောင်များ ပြတ်ပြောကြီးခဲလေရဲ့ဘာတော်ပြူမှာတာသမီမရှိရရွာတဲ့တွင်အသက်ကြီးဆုံးလူလူဖြစ်၍ငယ်နံမဲထုံးပြူဤရှိတွင်ဘာတလုံးပေါက်၍လာပြီးသို့တော်စဘာတအိတ်ကိုတယောက်တည်းပင့်နိုင်သေးသည် ထို့ကြောင့်တောသူတောင်သားနေသမားတာမီးဖြစ်တော်သူဤတူမယောက်ျားအိမ်တွင် အလောက်ကုလို့ပင်ရင်ရှေးရွာကြီးများ၌အရှိတီတော်ဘုံမာဒအရာတူများတူမများဤပေးစာကန်းတာကိုကောင်းစွာဆတ်တော့တင်းတိမ်နေသူဖြစ်သည်စားရမှာမဘူးတောက်ရမှာမဘူးအချိန်တန်၍ထမင်းဝဲပြလျင်ခေါင်းရင်းကသူတက်၍စားရသည်ရထဲရွာထဲမှာ ခွေးတွေဥနေတော်လဲဘာထုံးဖြူမှာထမင်းစားလို့မြိန်တကွယ် အင်းအောင်တမင်ရှက်တယ်ဆိုတော့မြင်တဲ့ဟေ့ကြက်သားနဲ့ဘူးဒီစီပြန်ကလေးကလည်းအဆက်တဲ့တယ်ကွယ်ဒါအပြင်ဆက်စားနဲ့စားလိုက်တာအတော်ဝင်တယ်ကွယ်အော်ငါတို့နဲ့တူမများကြမ်းပါပါစေချမ်းသာပါစေကွယ်အဲ့တို့ဘာတော်ပြုကဆုပ်ပေးတော့အခါတူနဲ့တူမများကဗါရဲ့အခုလိုမကောင်းဆိုးဝါးကြနေတဲ့အချိန်မှာပူပူနွေးနွေးတုန်းကလို့စားဖို့ကောင်းတယ်အခုတော့ကျွန်တော်ကျမတို့စားပြီးထမင်းနဲ့ဟင်းနဲ့အေးကုန်မှာ ်မန်တန်ဒီပဲစိတ်ကလေးပဲမျိုးလိုက်ပါလားဟူ၍စိုးရိမ်တကြီးပြောသည်အိုကွယ်တောက်တိတောက်တဲ့ငါမာပါသေးတယ်ကွယ်ဒီအသက်ဒီရွယ်နဲ့ငါတစ်ခါမှစိတ်မတောက်ဘူးသေးဘူးဘာဟာဘယ်တော့မှကကြီးသုံးမနဲ့မဲ့တိမ်မဲ့သူမဟုတ်ဘူးကွယ်ဘာငငယ်တုန်းကမန္တလေးကဆင်းလာတဲ့ဘေးတင်ဆရာကျော်ပုံနာကြီးကဟောဘူးတယ်ကွယ်သူ့ဟောစရာအလိုရဘာဟာခေါင်းကိုတရွေးနဲ့ရိုင်းပြီးတဲ့တန်ရာနဲ့တေးရမယ်လို့ဟောဘူးတယ်ကွယ်အေး ဥပ္ပေစေတကကံမော့ကွယ်အောင်မယ်ဒီဘေးတင်ဆရာကမှန်သားကွယ်ရီစာဦးနဲ့လွဲရမယ်လို့တဲ့ဟောသေးတယ်ကွယ်ဟုတ်တာပဲဟိရီစာဦးနဲ့လွဲပြီငါတူမကြီးရဲ့ကြီးတော်နဲ့အကြောင်းပါခဲ့တာပဲမဟုတ်လားထိုအခါတူမလို့သူကဘာတော်ဖြူရဲ့ကြီးတော်ကြီးတုံးကခဏခဏပြောဘူးပါနဲ့နောက်ဖေးကဒေါ်လွမ်းမီကြီးကိုဘာကြီးငငယ်တုံးကအတော်ပိုးခဲ့တယ်ဆိုပဲအော်လွမ်းမီလွမ်းမီ သူလဲငါနဲ့လွယ်ကြတဲ့ကလင်းမယူဘူးဟဲ့အဲ့ဒါငါအပြစ်မဟုတ်ဘူးသူ့အပြစ်ဟဲ့သူကငါ့ကိုကြိုးစားပန်းစားအလုပ်လုပ်စားမဲ့သူမဟုတ်ဘူးလို့ထင်တယ်အေးငါကလည်းရှေးမွေးမိမလားလက်မွေးမိမလားနေတာနဲ့သူဆိုတော့ပင်ပင်မှန်မှန်ဘာတစ်ခုမှမလုပ်ခဲ့ဘူးဒီတော့ထင်ကြရပေါ့ကွယ်တခုတော့ရှိရဲ့နင်းကြီးတော်နဲ့ကြမှာငါအငိမ်ကိုမနေရတော့ဘူးဟဲ့လှုပ်လာရတဲ့အလုပ်အော် အခုတော့နင်ကြီးတော့ပန်းပုံလည်းမရှိဘူးလွမ်းမေသေးတာလည်းတုံးနေရှိသွားပြီဗာတော်ပြုတ်ဒီမျက်ရည်စကိုလက်နဲ့တော့ရင် စီမီးကွက်ကိုမီးစားနဲ့ညှိ၍ထွန်းသည် ခွေးတွေကဥမြဲနောက်ခွေးတွားလိုက်အောင်မဟေးဟုဗာတော်ပြုတ်ကတုတ်တူမကို အော်ပြောသည်ဘာတော်ပြုနောက်ဖေးသွားလည်ရင်ရှေးအပင်ပေါအောင်ယိုသည်ဟုတက်တိသူများကဆူစမတ်ပြုသည် ထို့ကြောင့်သူတို့မကဘာကြီးရှေးယွင်ရင်တော်တော်နဲ့ပြီးမှာမဟုတ်ပါဘူး။ဘာကြီးအိမ်ပေါ်ပြန်ရောက်ရင်သာနောက်ဖေးတကပိတ်ခဲ့ပြီတော့ကျမတို့အိတ်တော့မယ်ဟုဆို၏။အင်းဒီတကတော့ရှေးအပင်ပေါက်ယုံနေမက ထိုအပင်ကြီးမှာအကိုင်းအခက်အသေးအပွင့်တွေဝေဝေဖြားဖြားထွက်လာလေရောသလားမသိ။ပထမတော့ခက်ပြော့ပြော့ဝမ်းပါပဲ။နောက်တော့အရေတွေတလဟောဆင်းသည်။ဒီနောက်ဝမ်းထဲကရစ်တက်တက်နေ တလိုက်လိုလိုရွှဲလိုလိုအပူအပုတ်အခိုးတွေကလည်းကြဆင်းရလာပြီဘာတော်ပြူဤတူနေတူမာများမှာစောစောအိပ်ပြော်လည်းရရှိကြသည်ဘာတော်ပြူကနောက်ပြေးတကားဖွင့်လိုက်အိမ်သာသွားလိုက်ပြန်တက်လာလိုက်တကားပြန်ပိတ်လိုက်တကားပြန်ဖွင့်လိုက်တကားပြန်ဆင်းလိုက်တကားပြန်တက်လိုက်တကားပြန်ပိတ်လိုက်တကားပြန်ဖွင့်လိုက်တကားနှစ်ခါသုံးခါလေးခါလျှောက်ခါခုနှစ်ခါ ကြာတော့လေဘယ်နှခါမှမမှတ်မီအဲ့ရတဲ့တွင်မျောနေသည် ခွေးတွေကအုံမြင်ခွေးဥတံများကြားမှကြက်တော်တန်ဒီစူးချသွားထွက်ပေါ်လာသည်အီကြက်ပကလေးမှာယခုမှလူပြိုပေါ်ဝင်စားဖြစ်သည်ထို့ကြောင့်ငဲတံမပြောက်သည်ထို့ကြောင့်အောက်ဤဤပြီးလည်ရင်အိုရမိအစာဥဟူ၍ဖြစ်နေသည်အလိုကြက်တွေတွန်းနေပြီအခုတည်းကစီမင်းခွက်ကမှိတ်တုံမှိတ်တုံနေပါကလားဟုတ် ဘာတော်မျိုးဤတူမကသူ့လင်ကိုနှိုး၍ပြောသည်အေးဟာနေပါဦးဘာတော်မျိုးကြီးအိမ်များအိပ်ပျော်နေရသလားဟုဘာတော်မျိုးဤတူကပြောပြီးလည်းရင်အိမ်ခန်းမှအပြင်ထွက်လာသည်ကိုဘာတော်မျိုးသည်ကျမ်းမြေပေါ်၌ခွေ၍လဲနေသည်မျက်စိမှာဟောက်နေပြီနှုတ်ခမ်းကတွန့်၍ဟဲ့တင်းမေလာပါဦးဟာနေပါကြီးဘာဖြစ်တယ်လဲမသိဘူးဟုဘာတော်မျိုးဤတူကသူ့မိန်းမကိုလှမ်း၍ခေါ်သည် တင်းမေသည်ပြပြတလဲလဲနှင့်ထမင်းကိုစွန်းအောင်ဆွဲကာထွက်လာသည်အမလေးကိုဖြိုးတာရေတခါဖြင့်ကိုကျိုးနေပါပေါ့လားကို၍တင်းမေကငိုတန်ပါကြီးဖြင့်អော်သည် ကိုဖြိုးတာသည်ဘာတော်ဖြူဤလမ်းမှသွေးကိုစမ်းကြည့်သည်လက်ပြားပဲကြည့်တွန့်နေပြီသွေးကတစ်ချက်အများစမ်း၍မရချေမရှိဘူးမရှိဘူးခတ်ကြပြီတင်းမေရဲ့အချိန်မတော်ကြီးမှာတို့ဘယ်နဲ့လောက်ကြမလဲ ိန်းစားငလုံးကိုတွားခေါ်ချေဒါမျိုးကြကြကြထားလို့မတော်ပေဘူးနင်တွားခေါ်လေဟာငါကြောက်တယ်အမလေးတော်ယောက်ျားတမ်းမဲ့ရှင်ကများကျုပ်ကိုမှောင်ကြီးလည်းလို့ရသေးသလားတင်းမေဒီပထမငိုပါသည်သို့တော်ယခုကသူ့မျက်ရည်များဘယ်သို့ရောက်ကုန်မည်မသိပါကယုဏရတမသည်ဒေါမနတတို့ရုပ်ရှိစိတ်ပြောင်းသွားသည်မှာအံ့ဩစရာစင်စစ်တော်အံ့ဩစရာမဟုတ် ယောက်ျားတနာကမိမသားကိုဤသို့ခိုင်းရက်ဒီမှာဒေါပွားစရာပင်မဟုတ်လောသို့တော့ဒေါပွားလိုကပွားစီငါတော့အပြင်မသွားဝင်ဘူးကိုပြိုးတာကဤသို့တွေးမိသည်တင်းမိကမူမိမသားမူဤကဲ့သို့သောကိစ္စမျိုးကြလည်းရင်တင်ခါနှုတ်ပတိညာတုံးတတ်သည်ထို့ကြောင့်ဘယ်သူတို့ဘဝတို့လာကြပါအောင်ရှင်ဘိန်းသားငလုံးခေါ်ပေးကြမှာဘာကြီးဘယ်ပုံဘယ်ပုံဖြစ်နေပါပြီဟုအိမ်နီးပါးချင်းတို့ကိုအော်၍ခေါ်လေသည် ရွာကလေးမှာများစွာကြီးလာသည်မဟုတ်လေရကတဲအိတ်တဆင့်ပြောလိုက်ခါများအဖြစ်ပင်ဒိန်းစားငလုံးသည်အဖေါ်တူးနှင့်အတူရောက်လာသည်ဒိန်းစားငလုံးကဘာထုံးပြူ၏ကျွင်းကြံသောရုပ်ကလပ်ကိုသဘောပြားလဲထည့်၍လိုက်သည်၎င်းနောက်သဘောပြားကိုတမန်းချော်ချိုးဖြင့်ပတ်၍ရှိသည်ရှိပြီးမှတဖန်ကတို့ကထည့်ရန်မိနေ၍ကပြကတိပြန်ဖြေရသည်သည်နောက်ဆုံး၌အာသုဘဆိုင်ရာကိစ္စဝဝါတို့ကိုပြုလုပ်ပြီးစီလေတော့ ိန်းသားငလုံးသည်ထိုသဘောပြလေကြီးကိုမရမတိုင်နှင့်ရှို့၍သူ့အဖော်၏အကူအညီကိုယူကာထမ်းလေသည်သူ့အဖော်ကခြေကထမ်းရင်းရေနံဒီမိွက်ကြီးကို깟၍လမ်းပြသည်အမလီဘာကြီးရဲ့ဟုတင်းမေကညှိ့၍ငိုကာနောက်ဆုံးအလေးပြုလိုက်သည်ဒိန်းသားငလုံးသည်တုတ်တန်တို့တွားရတွင်လမ်း၌တုတ်တန်မှပြလာသောအခြားဘိန်းသားများကိုတွေ့ရသည်ထိုဘိန်းသားများကငလုံးအားဘသူလဲဟေ့ ်ဟုမေးသည်ငလုံးကဘာတော့ပြူလေကွာဟုဖြေသည်ငါတော့ဒီညအထိငွေ30ရပြီကွာတလောင်း5ချက်နဲ့3လောင်းရှိသွားပြီဟု၍ညအတွက်စီချောင်းကိုငလုံးကဆက်ပြီးကြွားလိုက်သေးသည်နေမေကွာလာတလောင်း5ချက်နဲ့3လောင်း30ရလားကွာပြန်လာတော့ဗိန်းစားတဆိုင်ကငောက်၍မေးသည်မင်းမသိပါဘူးကွာဟိုတခုကကုတူဖြစ်လေဟုငလုံးကပြန်ပြောသည် တောင်းနောက်ကြသောတုတ်တန်တို့ရောက်သည်ငလုံးသည်ကပြားကတိကျွင်းတူးလေသည်နန္ဒခင်လေးနာဤမို့နှင်းကလေးတစ်ဖွဲဖွဲတတ်နေသည်ထိုနှင်းပေါက်များမှာတဖြည်းဖြည်းကြည်လာသည်ရွက်ဖက်များပေါ်သို့တဖောက်ဖောက်ကျနေသည်တဖောက်ဖောက်ကျရာမှာတဖန်အတန်ပြင်းလာပြီလျှင် တဖြောက်ဖြောက်ကျလာပြန်သည်ဟင်မိုးနှင်းကလေးတစ်ဖွဲဖွဲကျနေပါဗောလားမြန်မြန်လောက်ပါဟိဒီထက်မိုးပြင်းလာရင် တွင်အတူရခတ်မယ်ဟုတ် ါလုံးကသူ့အဖေါ်ကိုပြောပြလိုက်ရင်သူကခဏအနာယူသည်သူ့အဖေါ်ကဆက်၍တူသည်ပြောရင်မတက်မိုးသေးလာသည် မိုးတပွဲပွဲတွင်ရွာထိတ်ကခွေးများအူပြန်ပြီခွေးတက်ကောင်ကဟူဟူဟူတိုင်ပေးသည်ကြံခွေးများကတဝူးဟူနှင့်လာ၍អော်ကြသည်ထိုအတွင်ဘာတွန်းပြူ၏ရုပ်ကလပ်ပေါ်သို့မိုးသည်မိုးပေါက်များကျလာသည်ငလုံးကြီးအဖေါ်ကငလုံးအားဒီတော့တွင်းနေရင်တော်ရောပေါ့ကွဟုဆိုသည် ်ငလုံးကအေးအေးအေးခွေးမရက်နိုင်ရင်ပြီးတာပါပဲကွာ ဟုဆိုသည်ထို့နောက်နှစ်ဦးသာဘာထုံးပြူခိုးအောင်လည်းရရှိသောတပော့ဖျားလေးကြီးကို တွင်းနေတို့ရှာသည်ဒိန်းသားငလုံးက ဟာတပော့ဖျားကအတေးကြီးကြံသေးတယ်ဟာတပော့ဖျားပါမမြုပ်လိုက်နဲ့တို့ယူသွားပြီးရောင်းစားရင်ဒိန်းတမူသာတမတ်ဖူးလောက်တော့ရနိုင်တာပဲဟုဆိုသည်မလုံးအဖို့ရုတ်တရားနံတရားဆိုဒီမှာအဓိပ္ပာယ်မရှိချေ တေသူကတေပြီရှင်သူကရှူဖို့ကိစ္စရှိသေးသည်တရဝဟုသည်တေပြီတီအရှာမင်း၌ဘာမှမရှိ အလဟတရှင်ဤအတုံးမဝင်တဘောပြသည် လူသေးကောင်ထက်အတုံးဝင်သည်ရက်ဆက်ပါပေငလုံးရင်ဒို့ပေမဲ့ငလုံးအဖို့ငလုံးဤတွေးတော်ချက်မှန်ကန်သည်ထို့ကြောင့်ငလုံးသည်တဘော့ဖြားလိုက်ကြီးကိုဖြည့်၍ဘာထုံးပြူကိုဆဲပြလိုက်ရင် တွင်းထဲသို့ပြေးချလိုက်သည်ဘာထုံးပြူမှာအတော်အောင့်သွားသည် ပါဇက်ကတချို့ချို့နဲ့ညီလိုက်နေသေး၏တိုးတော်ငလုံးနဲ့သူ့အဖော်တို့ကမကြပါ၏ဘာတော်သူသည်ဘယ်နဲ့ကြောင့်အေးဆက်ဆက်တွင်ကြီးတဲ့ကိုရောက်နေပါလေဟုတွေးမိသည်စောစောကမိုးတီမိုးပေါက်များ သူ့ခန္ဓာကိုယ်ပေါ်ကျလာသည်အအေးတနေ့တွေ့တော်မှ အနှဲငယ်လန်းလာတယ်လို့လို့ရှိသည်တိုးတော်ဓာတ်ရော့ထားသည်မှာအခါ20အစိတ်ကျော်နေ၍မလုတ်ရှင်မိုးရင်ကလေးများပါဇက်တဲ့စီးဝင်လာသည်ကိုရက်ပြီးအာယူစေမှာ တဲ့နေကြောင်ရှောကနေကြားသွားရပါသည်။ယင်းထဲနာအေးကနေရှိသည်။အလိုငါတွင်းနဲ့ရောက်နေပါကလား။ဟင်းမှားကုန်ပြီ။မှားကုန်ရပြီ။ဤတို့ဘာတော်သူသည်တွင်းရင်တော်ရင်နဲ့တွင်းထဲမှာခေါင်းထောင်ထားသည်။တွင်းမှာ3000မြပင်နဲ့တော့တွင်းမဟုတ်၍ဘာတော်သူဤကောင်းမှာတွင်းဝ၌ပေါ်လာသည်။အရှိပြုတ်ပါဝိတေဟာမှာအလင်းရောင်သည်။ လောကဒတမွေလုံးအားတေယာမပြန်၍ရှင်းလာအောင်ဆောင်ကျင်းအံဟူသောအကြံစီဖြင့်ဘွားကနေပေါ်ထွက်လာသည်တို့ရတွင်လင်းအားမရှိသည်လောကဒတစ်ခုလုံးမှာအမှောင်နှင့်အလင်းဆက်ကြဝင်မှောင်ရကောင်းတို့တို့လင်းရကောင်းတို့တို့နှင့်မဝေကွဲနိုင်အောင်ဖြစ်နေသည်ထိုမုံမွာသောအလင်းရောင်ဤအဝဲငလုံးသည် စေဘောနှိတ်ကိုမှိန်၍ယူနေသည်သူ၏အဖော်သည်လဲဘိန်းတန်ငိုင်းလောက်ငိုက်ပြီးမှမြေဖို့အံဟူသောတန်ဋိဌံဖြင့် မိသားကိုရဲ့၍တွင်းထဲသို့ဖို့သည်တို့ရတွင်ဘာတော်ကျူဤဦးကောင်းကြီးကမင်းဘလို့လောက်တာတော့ဟုငေါ့၍မေးလိုက်ပြတကယ်သို့ငလုံး၏အဖော်မှာတအောက်လောက်ညောသွားသည်တတိတဖန်ပြန်လည်လာသောအခါအောင်မလေးဗျဟုတချက်မှအော်ပြီးလည်းနောက်သို့ခုံလိုက်သည်ထိုအခါငလုံးသည်ဒိန်လန့်သွားသည်မိမိကလွားထဲမှာပဲဖုတ်ဝင်တာဟဖုတ်ဝင်တာငလုံးသည်ကြောက်လန့်တဲ့ကြောင့်အော်၍ လက်တွင်ကင်ထားသောတယွင်းနှင့်ဘာတော်ပြူ၏ဥကောင်းကိုတအားရိုက်ခွဲ၍မြေဖို့လိုက်လေတော့၏ဤတို့လျင်ဘာတော်ပြူသည်လာပြီးသောလမ်းအတိုင်းပြန်၍တွာရချာလေတည်းဤဒီတွင်မှအရှိလောကဓာတ်မှနေမင်းသည်ကဘာကြီးတစ်ခုလုံးသို့ပြန်လည်အသက်သွင်းရလို့ငါမိမိဤနေမြန်သောဝိယုံကြီးကိုထင်းလင်းစွာပြလိုက်လေသည်။ရှုမဝမဂ္ဂဇင်းမလ1950ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာ။ ဆာရည်သူဆရာကြီးများတန်းတင့်ရေးသားသောနှောင်ဖွဲ့တွေတားလို့အမည်ရတဲ့ဝိထုတော်လေးနှင့်ဆာရည်သူဆရာကြီးမောင်ထင်ရေးသားသောဘေဒင်းလို့အမည်ရတဲ့ဝိထုတော်လေးနှစ်ပုဒ်ကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာရှင်ပေပြီးဝင်ရောက်နားဆိုင်အားဖြင့်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ